မရဏနုတ္တိနောက်ဆုံးထွက်သက်ဖြစ်စဉ်ဘုရားရှင်ကိုယ်တော်ကဟောကြားတော်မူခဲ့တယ်ပါပဲအနိစ္စဝတ္တသင်္ခါရဥပါဒဝရဓမ္မီနောဖြစ်ပေါ်လာသည်များသောသင်္ခါရတရားတို့ဟာမမြဲကြကုန် ဖြစ်ပြီးလျင်ပြတ်တက်သောသဘောသာရှိကြကုန်၏ကျွန်ုပ်တို့အားလုံးဟာမွေးဖွားခြင်းရဲ့အစကိုသိခဲ့ကြပြီလေသိခြင်းတရားရဲ့အဆုံးသတ်ကိုတော့ကြိုတင်မသိနိုင်ကြပါဘူးသိခြင်းဆိုတာအဆုံးသတ်ပျက်စီးခြင်းတသက်မဟုတ်ပါဘူး ဒါဟာဘဝဟောင်းရဲ့အဆုံးနဲ့ဘဝတည့်တစ်ခုရဲ့အစကြားကအရေးကြီးဆုံးသောအခုအပြောင်းကာလတစ်ခုဖြစ်ပါတယ်ဒီနောက်ဆုံးအခိုက်အတန့်မှာလူသားတစ်ယောက်ရဲ့ရုပ်ခန္ဓာနဲ့စိတ်ဟာဘယ်လိုမျိုးအစင်းစင်ချုပ်ငြိမ်းသွားသလဲ ဒီဗီဒီယိုဟာကြောက်ရွံ့စေဖို့မဟုတ်ပါမိမိတို့ရဲ့လက်ရှိအခြေအနေလေးကိုတံပိုးထားပြီးမမေ့မလျော့မပုတ်မဆသတိတရားနဲ့ရှင်သန်နိုင်ဖို့တံဝေကယူနိုင်ဖို့မရဏနုတ္တိတစ်ချက်ပွားများနိုင်ဖို့ကြည်ရွယ်တင်ဆက်ခြင်းဖြစ်ပါတယ်။တည်ခြင်းတရားရဲ့ဖြစ်စဉ်ဟာ ရုပ်ခန္ဓာကစတင်ပါတယ်ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ဓာတ်ကြီး၄ပါးဟာသူတို့ရဲ့မူလသဘာဝအတိုင်းပြန်လည်ပြုကွဲကြပါတယ်ပထဝီဓာတ်ခန္ဓာကိုယ်ရဲ့မာကျော်ခြင်းသဘောသဘင်၊မှွေးဉဏ်၊အယူ၊အကျော် အသားတွေဟာဖြည်းဖြည်းချင်းအင်အားချိနဲ့လာပါတယ်ခန္ဓာကိုယ်ဟာကိုယ့်ရဲ့ထိန်ချုပ်မှုအောက်မှာမရှိတော့ဘဲကြောက်တုံးကြီးတစ်ခုလိုလေးလံလာပါတယ်အာဘောတခန္ဓာကိုယ်ရဲ့ဖွဲ့စည်းခြင်းယိုစည်းခြင်း စီကတ်ခြင်းသဘောတွေးတဲခြင်းနှံ့ချွေစတဲ့အရည်ဓာတ်တွေဟာသူတို့ရဲ့ဖွဲ့စည်းမှုကိုမထိန်နိုင်တော့ပါဘူးခန္ဓာကိုယ်ဟာ၆တွေ့လာသလိုတနေရာမှာလဲဆူဆွယူစည်းခြင်းတွေဖြစ်လာနိုင်ပါတယ် တေဇောဓာတ်ခန္ဓာကိုယ်ရဲ့အပူဓာတ်အေးဓာတ်ခန္ဓာကိုယ်ကိုနှွေးထွေးစေတဲ့ဇီဝိမီးဟာဖြည်းဖြည်းချင်းငြိမ်အေးလာပါလေခြေပြားလက်ပြားတွေကစပြီးတဖြည်းဖြည်းအေးဆက်လာပါလေဝါယောဓာတ်ခန္ဓာကိုယ်ရဲ့ တွန်းကန်ခြင်းလှုပ်ရှားခြင်းသဘောအထင်ရှားဆုံးကတော့ထွက်လေဝင်လေပါပဲထွက်သက်ဝင်သက်တွေဟာတဖြည်းဖြည်းတူတောင်းလာတယ်နှေးကွေလာတယ်ပြီးတော့ရက်တန့်သွားပါတယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားနိုင်စွမ်းအလုံးချုပ်ငြိမ်းသွားပါတယ် ရုပ်ခန္ဓာချုပ်ငိမ့်သွားပြီလေစိတ်ကတော့ချက်ချင်းမချုပ်ငိမ့်သေးပါဘူးဒီကနေ့ပုဂ္ဂိုလ်တယောက်ရဲ့နောက်ဆုံးစိတ်အစဉ်စိတ်တဝိထိဟာသူ့ရဲ့ဘဝတည်းကိုဆုံးဖြတ်ပေးမယ်အရေးကြီးဆုံးအခိုက်အတန့်ဖြစ်ပါတယ်ဒီအချိန်မှာအာယုံ၃မျိုးတည်းက တမျိုးမျိုးဟာစိတ်ရဲ့တကားဝမှာအလွန်ထင်ရှားစွာလာရောက်ထင်ပေါ်တတ်ပါလေတဲ့ကံအာယုံဒါဟာကိုယ်တိုင်ပြုခဲ့မှုတဲ့ကောင်းမှုကုသိုလ်ကံဒါမှမဟုတ်မကောင်းမှုအကုသိုလ်ကံတစ်ခုခုကိုယ်တိုင်ပြန်လဲမြင်ရောင် ကြားရောက်နေတာပါနှစ်ကမ္မနမိတ်အာယုံဒါဟာကံကိုပြုလုပ်စဉ်တုန်းကအတုံးဆောင်ပစ္စည်းကရိယာတွေကိုပြန်လည်မြင်ရောက်တာပါဥပမာကုသိုလ်ကံပြုခဲ့သူအဖို့ဖျားပန်းသင်္ကန်း ကြောင်းဇေဒီစတာတွေကိုမြင်အောင်တက်ပါလေအကုတုကံပြုခဲ့သူအဖို့လက်နဲ့တငါပိုက်တေအိုစတာတွေကိုမြင်အောင်တက်ပါလေသို့ဂတိနမိတ်အာယုံဒါမိမိလာရောက်ရမယ့် ပုံဘဝရဲ့ရှင်ပြေးပုံရိပ်အာယုံဖြစ်ပါလေ။ကုသိုလ်ကံကောင်းသူများအဖို့၊နှပိမ့်မှန်၊နှသမီး၊နှသားစတဲ့ကြည်နူးပွေရာမြင်ဝင်းများအာကုသိုလ်ကံကောင်းသူများအဖို့မိတော့မီလီယံတန်ထူတန်ပူကြောင်းမတ်ဖွေရာတတ္တဝါများ စတဲ့ထိတ်လန့်မွေရာမြင်ကွင်းများထင်ပေါ်လာတတ်ပါတယ်ဒီအာယုံ၃ပါးတွေကတဘာဘာကိုတေဂာနီပုဂ္ဂိုလ်ဟာအလုံးထင်ရှားစွာအာယုံပြုမိပါတယ်အကယ်၍နောက်ဆုံးအာယုံဟာကုသိုလ်ကံကောင်းတဲ့နမိတ်တွေ ဖြစ်နေမယ်ဆိုရင်သူ့ရဲ့စိတ်ဟာကြည်လင်ပြီးသေဆုံးခြင်းသုတိစိတ်ဖြစ်ပြီးနောက်မှာချက်ချင်းပဲကောင်းမွန်တဲ့ဘုံဘဝသူဂရိဘုံမှာပရိတန်တိစိတ်ဖြစ်ပေါ်ပါတယ်အကယ်၍နောက်ဆုံးအာယုံဟာအကုသို့ကံ မကောင်းတဲ့နမိတ်တွေဖြစ်နေမယ်ဆိုရင်သူ့ရဲ့စိတ်ဟာမြင်နွမ်းပြီးထိတ်လန့်တုန်လှုပ်ကမကောင်းတဲ့ဘုံဘဝဒုက္ခတိဘုံမှာချက်ချင်းပရိတန်ဒီစိတ်ဖြစ်ပေါ်ပါတယ်သုတိစိတ်တည်ဆုံးခြင်းနဲ့ပရိတန်ဒီစိတ်ဘဝတည့်စတင်ခြင်းဟာဈာကာလာ လုံးဝမရှိပါဘူးတခုချုပ်ငင်းကြီးတာနဲ့နောက်တခုကချက်ချင်းဆက်ဆက်ဖြစ်ပေါ်ပါလေဒါကြောင့်ဘေဂာနီအချိန်မှာစိတ်ကိုကြည်လင်အောင်ထားနိုင်ဖို့ကုသိုလ်အာယုံကိုဆောင်နိုင်ဖို့အလုံးအရေးကြီးလာပါတယ်ဒီအကြောင်းအရာတွေကိုသိရှိရင်ဟာ တေမာကိုကြောက်ဖို့မဟုတ်ပါဘူးတေခြင်းတရားကိုတည်င်းနဲ့ရင်ဆိုင်နိုင်ဖို့ပြင်ဆင်ဖို့ဖြစ်ပါတယ်ဒေဂာနီမကုသိုလ်အာယုံရဖို့ကြိုးစားရတာအထက်အကောင်းဆုံးပြင်ဆင်ခြင်းကတော့အခုအသက်ရှင်နေတဲ့အချိန်မှာကုသိုလ်တရားတွေကို အလေးအကျင့်ဖြစ်အောင်နေ့စဉ်ပြုလုပ်နေဖို့ပါပဲကျွန်ုပ်တို့နေ့စဉ်ပြုလုပ်နေတဲ့ဒါနသီလဘာဝနာနေ့စဉ်ပွားများနေတဲ့မေတ္တာဂုဏ်တော်အနိစ္စဒီဥဒ္ဓအလေးအကျင့်အာစိန်ငကံတွေဟာကိုယ့်ရဲ့စိတ်ကို အလိုအလျောက်ကြည်လင်စေဖို့လိမ့်ကျင့်ပေးထားသလိုဖြစ်နေပါလိမ့်မယ်ဒီလိုလိမ့်ကျင့်ထားတဲ့စိတ်ဟာနောက်ဆုံးအခိုက်အတန့်ရောက်လာတဲ့အခါမကောင်းတဲ့အာယုံတွေလာရင်တောင်းတွန်းလှန်နိုင်လွမ်းရှိပြီးကုသိုလ်အာယုံကိုပဲအလွယ်တကူဆွေးယူနိုင်ပါလိမ့်မယ် မရဏနုတ္တိတည်ခြင်းတရားကိုအခန်းတလဲလဲဆင်ញင်ခြင်းဟာစိတ်တက်ကြစီမှုမဟုတ်ပါဘူး။ငါဟာတနေ့တည်ရမှာပဲလို့ဆင်ញင်လိုက်တိုင်းမလို့အပ်တဲ့ဒေါသတွေလောဘတွေမာနတွေရော့ပါသွားစေနိုင်ပါ रे ။ ငါမှာအချိန်သိမ့်မကြံတော့ဘူးလို့သိလိုက်တိုင်းလုံးတဲ့လုံးထိုက်တဲ့ကုသိုလ်ကောင်းမှုတွေကိုမရွှေဆိုင်တော့ပဲချက်ချင်းလုံးဖြစ်စီနိုင်ပါလေဒါကြောင့်မသေးခင်မှာအကောင်းဆုံးရှင်သန်နေထိုင်ခြင်းဟာနောက်ဆုံးခရီးစဉ်အတွက်အကောင်းဆုံးပြင်ဆင်ခြင်းပါပဲ။ ဒီတရားတော်ကိုနာယုံကြကုန်တော့ဓမ္မပိတ်ဆွေများအားလုံးမိမိတို့ရဲ့တန်ဖိုးရှိလာတဲ့ဘဝအချိန်ခဏလေးမှာကုသိုလ်တရားများပွားများအားထုတ်နိုင်ကြပြီးနောက်ဆုံးခရီးကိုတတိတရားလက်ကင်ထား၍ငြိမ်းချမ်းစွာ ဖြတ်တန်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်